နိုင်ငံကျင်းသားတို့တောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထေတို့အကြောင်းလေးလည်းပါပါတယ်သူတို့လွတ်မြောက်ဖို့အတွက်တောင်းဆိုသွားမှာလားအဲ့ဒါလေးသိချင်ပါတယ်အဲကျွန်မသိရသလောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးကျင်းသားလို့နိုင်ငံတကာကအတမတ်တာရှိပါလေသို့တော်လဲတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာ အာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်နေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါတယ်။အာဒေါက်တာဆက်စစ်ကြီးကိုနိုင်ငံရေးအကျဉ်းသားတောင်းဆွဲမှုနဲ့ပတ်သက်လို့လူထုကြတဲ့မှာဥပဒေတောင်းနေဖြစ်ပါတယ်။တကယ်တော့ဒီဥပဒေခံဆိုတာကပေါ်ပြလာချာနေဆိုတာကတော့တသက်ခံနိုင်ငံရေးတောင်းမှမလုပ်ခင်ဒေါက်တာသက်ခံရဲ့ရွှေနှန်းတော်ရွှေဆိုင်နဲ့အရင်ဆုံးကကုလုပ်အပ်ဖြစ်တယ်။လူတွေကအခု popular channel ကိုစပြီးတရိပ်မထားမိခင်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့ကွနိုင်ငံရေးနဲ့ပတ်သက်လို့ popular ဦးမျက်ခိုင်ကိုတရိပ်မထားမိခင်တဲ့က ကွန်ပျူတာချာနဲ့အနုပညာတွေအနုပညာလှုပ်ရှားမှုတွေကိုတင်ဆက်နေတဲ့အချိန်တည်းကဒေါက်တာတခါရွှေနန်းတော်ရွှေဆိုင်နဲ့သူတို့ကလောက်ဝချင်းရလက်ချင်းတွဲထားတဲ့မိဖက်တီသိမ့်ပြတာကအခုလည်းပဲဒေါက်တာခိုင်နဲ့ဒီဦးမြခိုင်နဲ့ကမဟာမိတ်တွေသူတို့အခုလိုမျိုးအတင်းလာရှင်နဲ့ပွဲလုပ်ပြီးတော့မေးတယ်လူတို့ရဲ့စိတ်အာရုံစိတ်ဝင်စားမှုလူတို့ရဲ့တုံ့ပြန်မှုသူတို့လောက်ဝချင်းရိုက်ပြီးယူနိုင်ကြတယ်တော်တယ်သူကကိုယ်တိုင်းကတိကျတဲ့မူဝါဒသင်ရိုးညွန့်တမ်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကို နော်နိုင်ငံရေးမှာခြာနေခဲ့တဲ့အောက်တန်းစားတွေဖြစ်တယ်။အောက်တန်းစားမဟုတ်ဘူးဆိုရင်ခင်ဗျားတို့အန်ယူဂျီရဲ့ဖက်ဒရယ်ဒီမိုကရေစီတင်ယုံညွန်းတဲ့ကိုခြာပြနိုင်ရမယ်။ဒီမှာငါတို့ပညာရေးကဒီလိုရှိရဆိုပြီးကဘာကိုခြာပြနိုင်ရမယ်။2021 20 23 3တက်တာအတွင်းမှာအနုကြည်ကနေ12တက်အောင်မြင်သွားတဲ့ကလေးတွေဘယ်နိုင်ငံဘယ်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရတယ်ဆိုတာခင်ဗျားတို့ခြားပြနိုင်ရမယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ပြောဆိုတဲ့ဒေါ်တသက်ခိုင်ကိုကြံနိုင်ငံရေးပါတီတွေအတူယူတင်ကြောင်းမပူတူပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟုတ်လားဟဲ့လို့ပြောကြရဲကွန်မန့်လေးလေးပေးရတယ်။အာကျေးဇူးတင်ပါတယ်ရှင်။တကယ်တော့ဒါအချက်ရှိလို့အားရှိရပါရှင်။မိမတယောက်ကဘယ်လောက်ပဲတုံနေပါစေဘယ်လောက်ပဲတက်နေပါစေဘယ်လောက်ပဲထူးချွန်ထက်မြက်နေပါစေဒီမိမရဲ့နောက်မှာအရေးတပွဲအုံအုံပေးနိုင်တော့ဒီမိမကိုစုပ်လုံးချုံမှုစိတ်လုံးချုံမှုပေးနိုင်တဲ့ ။ဒါယောက်ျားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာယောက်ျားတစ်ယောက်ရဲ့စေတနာချက်နေရုံနဲ့မရဘူးစေတနာလည်းရှိရတယ်။ယောက်ျားတစ်ယောက်ရဲ့ဖုံးကံလိုအပ်ပါတယ်။ဆိုတော့မိမတစ်ယောက်အာတာမန်တဲ့ပူပြီးလှလာရဲဒီမိမကတာမန်တဲ့ပူပြီးဒီမိမရဲ့မျက်နှာမှာအကြည့်တက်လေးရှိနေတယ်။ကြည်လွင်ကြည်လင်ဝင်းပါနေတယ်လို့ခံစားရတယ်ဆိုရင်သိကြပါရဲ့ဒီမိမကိုနောက်ွယ်မှာအရေးတက်ပွင့်စိတ်လုံးကြုံမှုပေးနိုင်တဲ့ယောက်ျားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရဲ့စေတနာတွေပါပါတယ်။ဆိုတော့နော်အချစ်ရှိလို့လှရှိတာလို့ပြောကြပါမယ်။ ောက်တစ်ခုကအာဘဲပါတီကိုမဲပေးမလဲပေါ့နော်မမတို့ဘဲပါတီကိုမဲပေးမလဲညကျွန်မပေးတဲ့ပါတီကိုသူတို့တွေလည်းအကုန်လုံးမဲလိုက်ပေးဖို့ဆန္ဒရှိပါတယ်ဆိုတော့တုံ့ပြန်မှုကွန်မန့်တွေအများဆုံးတွေ့ရတယ်ဆိုတော့ကျေးဇူးတင်ပါတယ်တို့တော့အဲ့ဒီလိုမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်မနေထိုင်ရာမြို့နယ်မှာကဘဲပါတီကဘယ်လိုလူတွေဝင်ရောက်ရွေးချယ်ခံမယ်မသိဘူးအာမြို့တွေရဲ့နေထိုင်ရာမြို့နယ်တွေမှာဘယ်လိုပါတီကဘယ်လိုလူပုဂ္ဂိုလ်တွေကဝင်ရောက်ရှယ်ပြိုင်မယ်ဆိုတာမသိတဲ့အတွက်เนาะအဲ့ဒီလိုမလုပ်နဲ့လူကိုလည်းကြည့်ရမယ်ပါတီကိုလည်းကြည့်ရမယ်တချို့တွေကြတော့ လှုပ်ရှားနိုင်ငံရေးသမားတွေပေါ့နော်ရုံးဖို့ကောင်းတယ်လှုပ်ရှားနိုင်ငံရေးသမားတွေကြောင့်သူတို့အနေနဲ့ဒီရွေးအောက်ပွဲဝင်ပြိုင်လို့ဖေးဝင်မပွဲဘူးဆိုတာအတိတကယ်လို့မဲရရင်တော့မှကိုတို့ရဲ့မိသားစုအရင်းချာကြီးကိုမမမကပေးတဲ့စိန်မဲတော့ပဲအများဆုံးရမယ်လုံးဝဒီရွေးကောက်ပွဲမှာတို့အနေနဲ့အရင်ချင်းမပြည့်မီဘူးဆိုတာသိကြတယ်ကိုကိုကိုဘာအရင်ချင်းရှိရဲဘာအဆိတ်ရှိရဲဆိုတာသိတယ်ဒါပေမဲ့တည်တည်ချင်းနဲ့ဘာလို့ဝင်ပြိုင်လဲဆိုလို့ရှိရင်နောက်တစ်ချိန်ကြာလို့ရှိရင်ကြေတနာတစ်စုံတစ်ခုကြုံလာတဲ့အခါတို့မဟုတ်အမှုပွဲစားဝင်လုပ်တဲ့အခါကိုကျိုးရှာပြီးစီးပွားရေးလုပ်တဲ့အခါငါအမတ်လား ငါကတော့ကိုယ်တည်းလောင်းဆိုတဲ့ပါဝါကိုအခြေခွင့်ကိုခြုံကျင်တဲ့လှုပ်ရှားနိုင်ငံရေးတမအောက်တန်းစားတွေရှိပါတယ်ဆိုတော့ပါတီကဘလောက်ပဲကောင်းကောင်းအဲ့လိုလူပန်းစားတွေပါလာပြီဆိုရင်အဲ့ဒီပါတီကိုမဲမပေးပါနဲ့ဒါပေမဲ့အရေးကြီးဆုံးကမဲပေးတာမပေးရအသာထားပါမဲစင်းမှာကိုယ်နိုင်မဲပါမပါအရင်တော့ကြည့်ကြပါเนาะကျမကတော့မဲစင်းမှာကျမနိုင်မဲပါဖို့အခုမှဆောင်ရွက်နေတယ်ကျမတို့တဏီသားစုလုံးလည်းမဲစင်းမှာတယောက်မှမပါလို့အခုမှစတင်နေရပါတယ် ောက်တစ်ခုကတော့ဒေါ်သက်သက်ခါနဲ့ပေါ်ပူလာကအိုမြက်ခါရဲ့အင်တာဗျူးပေါ့နော်။အဲဒီဥစားလေးခွင့်မယ်နေမှာဒီအချိန်မှာအများဆုံးတွေ့ရတယ်။အဲဒီမှာဒေါ်သက်သက်ခါရဲ့စိတ်တက်စစ်စီရေလုပ်တဲ့နေရာမှာကြွိုက်တယ်မဟုတ်ဘူး။တခြားနိုင်ငံရေးပါတီတွေတခြားနိုင်ငံရေးသမားတွေကတုခိုးကိုလွှဲတယ်နော်။ဒေါ်သက်သက်ခါဆိုရင်ထမင်းစားရေးတော့လမ်းလျှောက်ထားတာကအစားအကုန်လိုင်းမုံမုံတက်တယ်။တစ်ဖက်ကကြည့်ရင်ဒါကလေးကလားဆန်နေပြီပဲ။တစ်ဖက်ကကြည့်တော့လေမြင်ပါများတော့ရှင်းလာတယ်။လူတီးရဲ့မျက်လုံးထဲမှာမြင်ပါများတော့ရှင်းလာတယ်။နောက်တစ်ခုက ဒီဥမျက်ခိုင်ပေါ်ပူလာချာနေဒီဒေါက်တာခိုင်ကိုပြီးသုံးလုံးဒေသရှင်းလင်းပွဲမှာပထမတစ်ချိန်တင်းသာရှင်းလင်းပွဲတော့မှာလေသူပီနီအင်ဂျင်နဲ့နော်အဲအင်ဂျင်ဝတ်ပြီးတော့ဒေသရှင်းလင်းပွဲမှာတင်းယူရဲအိမ်မှာသူပြောရဲကလန်ကစံပြောဆိုမှုပေါ့ဆက်ကျင်ပြောဆိုမှုလူလူကြားထဲမှာတုံ့ပြန်မှုတစ်ခုဖြစ်တယ်အခုလည်းပဲဒေါက်တာခိုင်ပြီးသုံးလုံးပါတယ်အင်တာဒေသရှင်းလင်းပွဲမှာအာဒေါက်တာဆက်စစ်ကြည့်ဘူးနိုင်ငံရေးအကျဉ်းသားတုံ့ဆွဲမှုနဲ့ပတ်သက်လို့လူလူကြားထဲမှာဥပဒေတောင်းနေဖြစ်သွားတယ်တကယ်တော့ဒီဥမျက်ခိုင်ဆိုတာကပေါ်ပူလာချာနေဆိုတာက ်ဒေါ်တက်တက်ခါနိုင်ငံရေးတမမလုပ်ခင်ဒေါ်တက်တက်ခါရဲ့ရွှေနှန်းတော်ရွှေဆိုင်နဲ့အရင်ဆုံးတည်းက group app ဖြစ်တယ်လူတွေက group popular channel ကိုစပြီးသတိမထားမိခင်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့ကွယ်နိုင်ငံရေးနဲ့ပတ်သက်လို့ popular ဦးမျက်ခံကိုသတိမထားမိခင်တဲ့က popular channel အမှုပညာရေးအမှုပညာလှုပ်ရှားမှုတွေကိုတင်ဆက်နေတဲ့အချိန်တည်းကဒေါ်တက်တက်ခါရဲ့ရွှေနှန်းတော်ရွှေဆိုင်နဲ့သူတို့ကလောကချင်းရလက်ချင်းတွဲထားတဲ့မိဖက်တီတင်းပြတာကအခုလည်းတော့တသက်ခိုင်နဲ့ဒီဥမျက်ခိုင်နဲ့ကမဟာမိတ်တွေ သူတို့အခုလိုမျိုးအာတင်းလာရှင်းလင်းပွဲလုပ်ပြီးရောမေးတယ်လူတို့ရဲ့စိတ်အာရောစိတ်ဝင်စားမှုလူတို့ရဲ့တုံ့ပြန်မှုသူတို့လောကချင်းရိုက်ပြီးယူနိုင်ကြတယ်တော်တယ်တကယ်တော့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေဆိုတာအဲ့ဒီလိုမျိုးကိုလိုချင်းနဲ့ရည်ရွယ်ချက်ရောက်အောင်တစ်ခါတလေမှာတစ်ဖက်နဲ့နေနဲ့တုံ့ပြန်ရပါတယ်ဒါကြောင့်တခြားသောနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေလည်းကအတူခုဖို့လိုတယ်နိုင်ငံရေးပါတီတွေမှာမီဒီယာသမားတွေသူတို့ပါတီတွေမှာသူတို့ငားရမ်းထားတဲ့လော်ဘီတွေအဲ့တော့ပရိုပဂန်ဒါတွေအများကြီးရှိတယ်။ဒီအချိန်မှာက အန်ယူဂျီမကောင်းကြောင်းပြောရမယ်အချိန်မဟုတ်တော့ဘူး။ PDF မကောင်းကြောင်းပြောရမယ်အချိန်မဟုတ်တော့ဘူး။အန်ယူဂျီမကောင်းမှု PDF မကောင်းမှုကို၅နှစ်လုံးလုံးပြောခဲ့ပြီးပြီဖြစ်တဲ့အတွက်နိုင်ငံရေးပါတီတွေနိုင်ငံရေးမှာဝင်ရောက်ရှင်ပြိုင်ခံမဲ့ကိုယ်တလဲလောင်းနေဝတ္တတိပုဂ္ဂလဆိုလို့လို့ရှိရင်လည်းသူ့အတွက်မဲဆွယ်ပေးမယ်လို့ပြောပြီးလို့ရတယ်။အဲ့ဒီလူတွေအနေနဲ့ကသူများမကောင်းကြောင်းပြောရမယ်အချိန်မဟုတ်တော့ဘူး။ကိုကောင်းကြောင်းကိုပြောရမယ်အချိန်ဖြစ်တယ်။ကိုရီးယားတစ်ချိန်လုံးကနိုင်ငံရေးဖက်တန်းမှုမှာဘယ်လိုမျိုးပါဝင်ဆောင်ရွက်ခဲ့ရဲဆိုရင်ကိုယ့်ကိုယ်ကိုပေါ်ရမယ်အချိန်ဖြစ်တယ်။အတူတူလို့ပြောပါတယ်။မင်္ဂလာပါမျိုးကြီးမြို့ကြိုင်ထဲမှာလိုက်ဆိုတဲ့ကောင်းဆယ်နဲ့ပြောတော်မှာဖြစ်ပါတယ်။ မနေ့အောက်တိုဘာ10ရက်နေ့ပါတယ်ထိုင်းမြန်မာနယ်စပ်ထိကိရွာကိုစစ်တပ်ကလေးရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်သွားပါတယ်တဲ့ KI ကထုတ်ပြန်တယ်။ရှင်းရနေတဲ့တွင်မှာကြတော့အဲ့ဒီထိကိရွာကိုပဲနော်။ရှင်းရနေတဲ့တွင်မှာကြတော့အော်ဒါထိကိရွာကိုစစ်တပ်ကတရက်ထဲမှာလေးရင်နဲ့ဘုံအလုံး40ကျုံကျဲချတိုက်ခတ်သွားပါတယ်ဆိုပြီးဘုံကျွေးနေကြတယ်။ဆိုတော့စစ်တပ်ကလေးရင်စီပိတ်ဆို့ရေးလေးရင်စီဖျက်တော့ရေးဆိုပြီးနိုင်ငံတကာမှာဒုံရီဒုံရီဟောခဲ့တာမှတူတယ်။ခဏလို့ စစ်တပ်ကိုလည်းဟင်းစီပိတ်ဆို့ဖို့အတွက်တန်ခတ်ပိတ်ဆို့ပါခုကုမ္ပဏီကိုပုတ်ဆို့ပါအာ PDD EP ကို PDD OR ကို MOG ကြီးတို့ကစတန်ခတ်ပိတ်ဆို့ပါဆိုပြီးနိုင်ငံတကာကအတနာခံခဲ့တာဘာတူလေးခင်ဗျားတို့စစ်တပ်မှာလင်းစီမရှိတော့ဘူးလို့စိတ်တဲစစ်စင်ရင်းနဲ့ဝါရခန့်ချင်ရေးစိုက်ဝါလုပ်ခဲ့တာဘာတူလေးခင်ဗျားတို့စစ်တပ်ကလင်းရင်တွေကိုပြစ်ချဖို့ဖက်ပြင် project အတွက်လင်းရင်ပြစ်လက်နက်ဝယ်ဖို့အတွက်ဗားကန်ပိညာကန်ပိဘာညာကန်ပိလုပ်ခဲ့တာခင်ဗျားတို့စစ်တပ်ကလေးရင်တွေကိုကိုနားမှာပြစ်ချနိုင်ခဲ့ပါတယ်ဒီနားမှာပြစ်ချနိုင်ခဲ့ပါတယ်နှက်ကင်အရသာအရန်ချိုပါတယ်လို့ပြောခဲ့တာဘူးဒီလေး เนาะတက်မတော်ကခုနိုင်ငံသားချင်းချင်းမို့လို့ကိုတိုင်းသားချင်းချင်းမို့လို့အနိုင်ဆုံးအစဉ်အလဲဆုံးအင်အားနဲ့နှိမ်နှင်းခဲ့စဉ်လုံးကစစ်တပ်မှလူမရှိတော့ပါဘူးတက်ပြက်နေသည်လို့ပြောခဲ့တာဘူးဒီလေးခင်ဗျားတို့စစ်တပ်မှအလန်တိုင်းနဲ့မရောက်နိုင်ပဲကြာမှာတော့ရေလို့ဝါဒဖြန့်ခဲ့တာဘူးဒီလေးခင်ဗျားတို့တမရောကကိုနိုင်ငံသားချင်းချင်းကိုတိုင်းရင်းသားချင်းချင်းမို့လို့ဇဘွဲဝိုင်းကိုလာခဲ့ပါဇဘွဲဝိုင်းကိုလာခဲ့ပါ PDF တီအလင်းဝင်ပါလို့ဖိတ်ခေါ်စင်တော့ကတွေးကြွေးမှာဆွေးနေစရာမရှိဘူးဆိုပြီးကွန်မြူနီလမ်းစဉ်ကိုလိုက်ခဲ့တာတို့ဒီလေးခင်ဗျားတို့ အခုကျတော့လေစစ်တပ်ကလေးရင်နဲ့ဘုံကျဲလို့ဆိုပြီးငိုကြွေးနေကြတာခင်ဗျားတို့နော်ကျွန်တော်ဒီ ठी ခီဆိုတာက KNU တက်မဟာလေးနဲ့နေ KNU ကိုရီကိုတိတ်လိုက်ပြီးမြောက်ရီကိုတိတ်လိုက်ပြီးလို့ပြောခဲ့တာဘာလို့လဲ KNU မြောက်ရီကိုမတိတ်နိုင်တဲ့အခါကျတော့မြောက်ရီကအဓိကဟုတ်ပါဘူးနေပြီးတော့ကအဓိကဘာလို့ပြောခဲ့တာလဲ KNU နေပြီးတော့ကိုချိန်ဦးမလဲနိုင်တဲ့အခါကျတော့ရန်ကုန်မှာဌာနချုပ်ဖွင့်မယ်လို့ပြောခဲ့တာလေ KNU အဲ့ဆောင်ဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးစစ်ပောင်းကိုချဲ့တာလေ KNU နော်ခင်ဗျားတို့စစ်ကိုကောက်လို့စစ်ကိုလာတယ်ဖေးရရွှေရှင်နေ နော်ဒီထီကြီးဆိုတာကထီကြီးမော်တော်နဲ့ဆက်ကုံတော်ရေးရှိတယ်နော်အဲမော်တော်အတင်းငယ်လာပြီးမော်တော်နဲ့ထိုင်းစင်ခေါ်လာမသိဘူးနော်နေဆက်ကုံတော်ရေးကိတ်ရှိတယ်ဆိုတော့ကျွန်မချောင်းဦးမီထုံပွဲဘုံကျဲမှု၌ပါဝင်ပတ်သက်သူများဤတည်င်းပေးပို့ရန်မုံရွာပလက်ဖဖိတ်ခေါ်စကိုင်းတိုင်းချောင်းဦးမြို့နယ်တဲကဘုံတိုးကျေးရွာကတရင်ကျွလပညမိထုံဘွဲကိုလေချောင်းတိုက်ခိုက်မှုမှာပါဝင်ပတ်သက်သူတွေနဲ့ဆက်ဆက်သူတွေရဲ့တရင်အချက်လက်တွေပေးပို့ကြဖို့ People Security Force စံမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖိတ်ခေါ်ထားပါတယ် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကဂုံတိုးရွာနားမှာဒေသခံပြည်သူတွေစုပေါင်းပြီးလာပညာစီမီထုံပွဲတော်ပြုလုပ်နေခြင်းကိုစစ်တပ်ဘက်ကရွေချက်ရှိရှိပါရာမိုတာနဲ့ရဲရဲဆက်ဆက်လူမဆန်စွာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ပါရာမိုတာဖလော်မောင်းတူတရက်ခန့်နဲ့ဆက်ဆက်တဲ့စစ်တပ်တရင်ပေးသူတွေကိုအပြစ်ပေးစီရင်နိုင်ဖို့သူတို့တွေရဲ့တက်ဆိုင်တဲ့တရင်ချက်လက်တွေကိုတောင်းယူရတာဖြစ်ပါတယ်ပြလို့တပတ်ကိုပြောပါတယ် ြည်သူတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့အဲ့ဒီဘုံကျဲတိုက်ခိုက်မှုမှာပါဝင်ပတ်သက်ခဲ့ကြသူတွေရဲ့တရင်အချက်လက်တွေကို People Security Force CL လူမှုကွန်ရက်စာမျက်နှာကတဆင့်လုံခြုံစိတ်ချစွာပေးပို့နိုင်တယ်လို့လည်းသူကဆက်ပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာ6ရက်သတင်းကြိုလာပညာ8နာရီဝင်းကျင်မှာဒေတာခံပြည်သူတွေစုပေါင်းပြီးစီမီထုံးပွဲတော်ပြုလုပ်နေချိန်စစ်ကောင်စီတပ်ရဲ့မုံရွာနမခဲကနေတက်လာတဲ့စစ်တပ်လေထီဟာတရာ20မမဘုံတိနှစ်လုံးကိုစီမီထုံးနေတဲ့လူအုပ်ကြဲကိုကျဲချခဲ့ပြီးနောက်ကယ်ဆယ် ရေးလုပ်ငန်းတွေဆောင်ရွက်နေချိန်မှာလဲစက်တက်လီတီနောက်တစီနဲ့ဘုံနှလုံးထပ်မံကျဲချခဲ့တာကြောင့်အော်တိုဘောက်9ရက်နေ့အထိတည်ဆုံတဲ့ပြည်သူအယောက်20ဝန်းကျင်ရှိပြီးဘုံစတီမန်တန်ရာကြောင့်စေကူတနေရသူလေးဆက်နီးပါးထဲမှာလဲအသက်အနည်းအစိုးရရသူတွေပါဝင်နေသေးတယ်လို့ဆိုပါတယ်။အဒီခုပြီးခဲ့တဲ့9လပိုင်းကကြိုးပြီးတော့နိုင်ငံရေးတုံ့ပြန်ခဲ့တယ်။တမရိုကအထီးခင်မောတောင်နေဆက်ကိုလည်းပြန်ပြီးထိချုံနိုင်ပါလိမ့်မယ်။ 2025ကုလပိုင်းပုံနယ်ဆယ်လပိုင်းတွေမှာတက်မတော်ကကြောက်မဲလို့နော်တိန်နေတို့တီဘောတို့ကိုပြန်ပြီးထိချုပ်နိုင်နေမယ်အာဒါကရှမ်းမြောက်ပဲကရင်တော့မှဆိုလို့ရှိရင်မြောက်ဦးဒီအာရှလမ်းမကြီးအပြင်ထိချင်းမောတောင်နေဆက်ကုံတရေးကိုလည်းတက်မတော်ကပြန်ပြီးထိချုပ်နိုင်နေမယ်လို့ကျွန်မစီးရင်နိုင်ငံကြီးဂျူဝီတုံးသက်ခဲ့ပါတယ်နော်ဒါပြင်အခု2025 17လပိုင်းပထမဘက်ဒုတိယဘက်အတွင်းမှာတက်မတော်တီမူဆယ်တရငါမိုင်နေဆက်ကုံတရေးကိုပြန်လည်လည်ပနိုင်ဖို့အတွက်အဲ့ဒီတက်ချောင်းမှာတက်မတော်ကအောင်လံလှင့်ထူနိုင်နေမယ်လို့လည်းကျွန်မဂျူဝီတုံးသက်ခဲ့ပါတယ်နေဆက်ကုံတရေးနဲ့ပတ်သက်လို့ ထဲချုံကပိုက်တီနော်ထဲချုံကပိုက်တီမှာအထူးစီပွားရေးဆောင်ရှိတဲ့အတွက်ဒီထဲချုံကပိုက်တီကပိုက်တီနဲ့မှာလည်းပဲတက်တော်ကတိုက်ပွဲသတင်းတွေအောင်ပွဲသတင်းတွေကြားရပါလိမ့်မယ်ကြားရလိမ့်မယ်လို့ကျွန်မနိုင်ငံရေးကြုံရင်သုံးသပ်ခဲ့ပါတယ်ကြန့်ရှိနေတာကတော့ချင်းပြည်နယ်ဖလန်းတစ်ခုလေနော်ချင်းပြည်နယ်ဖလန်းကဘာနဲ့တူလဲဆိုတော့အန်ဖလန်းတောင်ခံအန်ကိုဖလန်းကိုတက်တော်ကခက်ခဲခက်ခဲတိုက်ရလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့တောင်ခံနောင်ချိုးတောင်ခံကိုတိုက်တယ်လို့ပဲရန်ကုန်မြို့ကုန်အစွမ်းကုန်တက်တော်ကခက်ခဲခက်ခဲတိုက်ယူကြလိမ့်မယ်ကြံသောနေမြေတွေမှာတော့တက်တော်အနေနဲ့အခုနော်အာတောင်မဲကိုတိုက်လိုက်တယ်လို့မကြခင်မှာသိဖို့ဟုတ်တက်တော်ကပြန်ပြီးထိန်းချုပ်နိုင်တော့မယ် ခက်ခဲမရှိလွယ်ကူစွာအောင်မြင်စွာထိန်းချုပ်နိုင်လိမ့်မယ်မြန်မာတက်မတော်ကအောင်လံလွှင့်နိုင်လိမ့်မယ်လို့ထပ်မံပြီးနိုင်ငံရေးစီရင်ချက်တွေတောင်းပါတယ်နောက်ထပ်တင်ပြတဲ့ဘက်ကချင်းမင်းနဲ့မင်းနဲ့မြို့နဲ့ထင်းချောင်းကျေးပါကိုညအချင်းတော်မှာစစ်တပ်ကဘုံကျဲတဲ့အတွက်ထက်တဲ့ကျောင်းသားတွေဒီဆုံးသွားပါတယ်တဲ့ဒါကြောင့်မလို့ဒီကလေးကောင်လေးစပြီးတော့မြို့နယ်ပြင်မှာရှိတဲ့ကျောင်းတွေအားလုံးပိတ်ထားဖို့ပအာဖကညွှန်ကြားပါတယ်ကျောင်းအများကြီးအချိန်မတော်ထက်တဲ့ကျောင်းသားတွေစာတန်းကျောင်းမှာမလုပ်နိုင်လဲဆိုတာသူတို့ကိုသူတို့အသေးဆုံးဖြစ်ပါလိမ့်မယ်။ဒီနေရာမှာအဓိကပြောချင်တာကအခုဒီပအဖတို့နော်ပကဖတို့ပတုံလုံးအန်ယူဂျီတို့ပီတီအက်တို့အကုန်လုံးကစစ်ကြောပြင်ရာကြီးအလုံးရှိဆုံးပြီ ကလေးတွေအကုန်လုံးကိုလမ်းမပေါ်ဆွဲတင်ခဲ့တယ်။စာသင်ခန်းထဲမှာအေးချမ်းစွာပညာသင်ကားနေတဲ့ကလေးတွေကိုစင်ကြုံနေညာရေးအလုံးကြီးဝါရမိုက်တိုက်ပြီးလမ်းမပေါ်ဆွဲတင်တယ်။နိုင်ငံရေးဆိုတာဖြူတလားမဲတလားမသိအမေနို့နန်တော်မစင်သေးတဲ့ငါးနှစ်၆နှစ်ရွယ်ကလေးလေးတွေကိုဘဘဆုလာမှာကြောက်တယ်မယ်လို့စိုက်ပုံလေးတွေကိုင်ပြီးလမ်းမပေါ်ဆွဲတင်ခဲ့တယ်။မဟုတ်ဘူးလို့မြင်နေတယ်နော်။မဟုတ်ဘူးညင်း၃၈မိနစ်တိုင်နေပြီ။ပါးချီ၃၈ချက်ချမှာ။ဘဘဆုလာမှာကြောက်တယ်မယ်လို့စိုက်ပုံလေးတွေကိုင်ခိုင်းပြီးခင်ဗျားတို့လမ်းမပေါ်ဆွဲတင်ခဲ့တယ်။ ဒါဆိုရင်ခင်ဗျားတို့ပြောတဲ့စစ်ကြုံပညာရေးထဲပို့မှုကောင်းမှုနဲ့ပညာရေးစနစ်တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်ပညာရေးတင်ကြားမှုတင်တင်ရုံးညွှန်းတဲ့တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်ဘယ်မှာလဲ2021 20နဲ့23သုံးလက်တာကာလအတွင်းခင်ဗျားတို့အချိန်ယူခဲ့တယ်ဆိုရင်တော့ခု24 25မှာဘယ်မှာလဲအမှုကြီးရဲ့ပညာရေးညွှန်းတဲ့ ဘယ်တင်လို့ညွန်နေတယ်အခုလက်ရှိခမားတို့စာသင်ကျောင်းတွေမှာသင်ကြားနေကြတယ်။ခမားတို့ကြွေးကြော်တဲ့ Family Democracy ပညာရေးကိုခမားတို့အဖေခေါ်နေတဲ့ MTA နဲ့မြေမှာအဲ့ဒီပညာရေးနဲ့သင်နေသလား။ခမားတို့အဖေခေါ်နေတဲ့ပလောင်နေမြေမှာကို NGO ရဲ့ Federal Democracy ပညာရေးကချမှတ်တယ်တင်လို့ညွန်တန်းနဲ့သင်နေသလား။ KIA မှာသင်နေသလား။ KNU နဲ့မြေမှာသင်နေသလား။လက်ရှိ NGO ကမလေးရှားနိုင်ငံလောက်အကျဉ်းဝန်းလောက်ရှိတဲ့နေမြေကိုထိုက်ချုပ်ထားနိုင်ပြီးစိုးမိုးထားနိုင်ပြီလို့ဇော်ဝေစုပညာရေးဝန်ကြီးကျမ်းမာရေးဝန်ကြီးဇော်ဝေစုပြောထားတယ်။အဲ့ဒီနေမြေမှာလက်ရှိ NGO ကချမှတ်တဲ့ Federal Democracy သင်ရိုးညွန်တန်းနဲ့သင်နေသလား။အဲ့ဒီသင်ရိုးညွန်တန်းကပါလေ။ နာတို့ရဲ့ Federal Democracy စံချိန်စံညွှန်းကဒီမှာလေ2021 2022 2023ဒီ၃နှစ်အတွင်းမှာ NDA ရဲ့ Federal Democracy ပညာရေးမှာတင်ကြားပြီး၁၂တန်းအောင်မြင်သောအကြောင်းသားတွေကိုအခု24 25နှစ်အတွင်းမှာဘယ်နိုင်ငံကတက္ကသိုလ်တွေကအတိမတ်ပြုပြီးချိတ်ဆက်ပြီးတော့ဘယ်နိုင်ငံမှာတက္ကသိုလ်ပညာရေးတင်ကြားနေတယ်လဲဥပမာကျမက morphology ကို facial မှာတင်တယ် ရစပေပါကို second year မှာတင်မယ်။ဥပမာစင်တက်ကို P1 မှာပြောင်းတင်မယ်လို့ကိုကအဲ့ဒီလိုပြောလိုက်လို့ရှိရင်ဒီစာရီကဒီ claim ငယ်တွေနဲ့ live ဖိုက်ရင်မ live ဖိုက်ဆိုတာကိုတိုင်လေ့လာသင်ယူတက်မြောက်ပြီးမှသိမှာ။ခင်ဗျားတို့ဘယ်ပညာရေးကိုစုံလင်းတိုင်အောင်သင်ပြီးပြီလဲ။ခင်ဗျားတို့ပြောရဲစစ်ကြောပညာရေးက၈မျိုးရှိတယ်။နော်ကဘာပညာရေးတောင်မှငါပြောဖတ်ရေးအစဉ်တွေး speaking reading writing listening thinking ငါမျိုးပဲရှိရမြမပညာရေးခင်ဗျားတို့အထင်သေးနေတဲ့စစ်ကြောပညာရေးက၈မျိုးရှိတယ်။ကြားဘူးလား သူစီပူပါဝီလီတိတာအခရာဆွဲဆောင်အရှင်လုံးဟူတီကုန်းပန်းတွင်နေတိုင်းစဉ်တော့စာတင်ပြိုနုအချီနုတို့သူစီပူပါဝီလီတိတာအခရာဆွဲဆောင်အရှင်လုံးဟူတီကုန်းပန်းတွင်နေတိုင်းစဉ်တော့ကောက်ပေါင်ခင်မာရဲကမြမပညာရေးကရှင်မျိုးရှိရဲခင်ဗျားတို့အန်နူဂျီပညာရေးဘယ်လောက်ရှိတယ်လဲဖက်ဒရယ်ဒီမိုကရေစီပညာရေးဘယ်လောက်ရှိတယ်လဲခင်ဗျားတို့မှာတိကျရမူဝါဒတင်ယုံညွန်းနဲ့မရှိဘဲနဲ့ကလေးတွေအကုန်လုံးကိုစာတင်ကန်းတဲ့ကကလေးတွေကိုလမ်းမပေါ်ဆွဲတင်ပြီးတော့ကလေးတွေရဲ့အနာဂတ်ကိုချုံဖြတ်ခဲ့တာရိုက်ချိုးခဲ့တဲ့တရားခဏခင်ဗျားတို့လည်း ခုလက်ရှိကမ္ဘာ့ကလသမဂ္ဂယူနီဆက်ကနေပြီးတော့ထုတ်ပြန်တယ်မြန်မာနိုင်ငံမှာပညာသင်ကြားခွင့်ကလေးသင်ငယ်ပေါင်း၈တန်းပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်အဲ့ဒီ၈တန်းတွေခင်ဗျားတို့ NGO ထဲချုပ်ထားတဲ့မလေးရှားနိုင်ငံလောက်ကျင်းဝန်းတဲ့နေနေတွေမှာဖြစ်တယ်ဒါဆိုရင်ကလေးတွေပညာရေးဆုံးရှုံးကအနာဂတ်တွေမဲ့အောင်စစ်ကြောပညာရေးအလုံးရှိဆိုပြီးဘွားသားမိုင်းတိုက်ပြီးကလေးတွေဘွားကိုဖျက်ဆီးခဲ့တဲ့တရက်ခန့်ခင်ဗျားတို့ပဲခင်ဗျားတို့မှာတိကျတဲ့မူဝါဒပါရှိတယ်ခင်ဗျားတို့ကဖရဲဒီမိုကရေစီတင်ယူညွှန်းနိုင်တာပြန်မလေးတနေ့နေ့နဲ့သုံးနေ့အတွင်းမှာရေးဆွဲထားလို့အချိန်ယူရဲဆိုရင်တော့နှစ်နှစ်အခု24 25နှစ်နဲ့အတွင်းမှာပြန်မလေး เนาะအခုကမ္ဘာကုလသမဂ္ဂပါဝင်နိုင်ငံတကာကအဖွဲ့အစည်းတွေအကုန်လုံးထုတ်ပြန်တဲ့မြန်မာနိုင်ငံမှာကြောက်တက်နိုင်တဲ့ကလေးတငယ်စင်းအကုန်လုံးကလက်ရှိတမတော်ဆိုတာထိချုပ်ထားတဲ့စာသင်ကျောင်းတွေမှာကြောက်တက်နေတဲ့ကလေးတငယ်စင်းကိုပဲဖော်ပြတာခင်ဗျားတို့ NGO ဖရဲဒီမိုကရေစီပညာရေးကျောင်းမှာသင်ကြားနေတဲ့ကလေးတငယ်စင်းကိုမဖော်ပြဘူးဒါဆိုရင်နိုင်ငံတကာကခင်ဗျားတို့ပညာရေးကိုစောက်ထမလုပ်ဘူးဆိုတာပေါ်လေတယ်ကျွန်တော်ခဏတို့ကကိုရိုင်းကတိကျတဲ့မူဝါဒသင်ယူညွှန်တန်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကိုနော်နိုင်ငံရေးမှာခြာနှင်းခဲ့တဲ့အောက်တန်းစားတွေဖြစ်တယ် ောက်တန်းစာမဟုတ်ဘူးဆိုရင်ခင်ဗျားတို့ NUG ရဲ့ Federal Democracy တင်ယုံညွန်တန်းကိုချပြနိုင်ရမယ်။ဒီမှာငါတို့ပညာရေးကဒီလိုရှိရဆိုပြီးကဘာကိုချပြနိုင်ရမယ်။2021 2022 2023 3နှစ်တာအတွင်းမှာ NUG ကနေစစ်နေတဲ့အောင်မြင်သွားတဲ့ကလေးတွေဘယ်နိုင်ငံဘယ်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရလဲဆိုတာကျွန်တော်တို့ချပြနိုင်ရမယ်။